မ်ဘီယာဆန်နယ်ပြည်အတွင်းနဲ့ဆက်နွယ်နေတဲ့မိထီလာကန်မိထီလာမျိုးရဲ့အနောက်ဘက်ဆောင်းမှာတည်ရှိနေရင်ဒီအကန်ကြီးကိုဒီတိုင်းကြည့်လိုက်ရင်တော့တာမန်လို့ပဲထင်ရမှာပါဒါပေမဲ့အတိတ်သမိုင်းတွေနဲ့ဆက်ဆက်ကြည့်လိုက်ရင်တော့မိထီလာကန်ကြီးမှာစံကျဲတဲ့ဖြစ်ရတွေနဲ့ဆက်နွယ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်မိထီလာကန်ကြီးကအလျာ9မိုင်ခွဲနဲ့အနံမိုင်ဝက်ရှိပါတယ်အဲဒါကြောင့် area 12မိုင်အနည်းနဲ့ဆိုရင်3မိုင်ခွဲလောက်ရှိနေရပါတယ် ရေကန်ကိုကန်တစ်ခုနဲ့ဖွဲ့ထားပြီးတောင်ကန်နဲ့မြောက်ကန်ဆိုပြီးတော့ခွဲခေါ်ကြပါတယ်။ကန်ရည်ပြင်ကတစ်ဆက်တည်းဆိုပေမဲ့မိုးရသည်ရေဝင်ချိန်မှာမြောက်ကန်ကရေကတောင်ကန်လေးကိုစီးသွားပါ။ဒါပေမဲ့ရေကြီးရေနောက်ကတော့မလျှော့သွားပါဘူး။မေတ္တလာကန်ကရေတွေကတခြားကန်ရေဝင်နဲ့မတူဘဲနဲ့အံ့ဝယ်ကုန်သက်တေတွေရှိနေတယ်ဆိုတော့ရုံချင်းမှုတွေရှိနေကြတာပါ။အဲ့ဒါကတော့အနာဝတ္တအိုင်မြက်ကရေဝေပါလို့အကြောင်းမဲ့မနောက်ကြည့်စီ လမ်းစောမှုမရှိခြင်းဒိုက်အမိုက်မတည်ခြင်း အကောင်ပုတ်ကြရှည်မတည်ခြင်းရေမော်ပင်မပေါက်ခြင်းသုံးနှစ်သုံးသည်လှုပ်ရှားနိုင်တဲ့ရေအမြဲရှိခြင်းကံတွင်းရှိကြိုးစာယုံနှုတ်သည်ကိုရေမရောက်နိုင်ခြင်းသားစာငါပင်မရှင်သန်နိုင်ခြင်းနဲ့အတိတ်တံပြူပေပင်တွေအရှင်တို့ကမကြည့်ထွားခြင်းစတာတွေပါပဲအင်္ဂလိပ်ကမတိုင်ခင်တုန်းကမိထီလာကန်တဝိုင်းမှာမကြည့်ပင်တွေနဲ့ပေပင်တွေရှိခဲ့တာပါဒီအပင်တွေကအတိတ်တံပြူစိုက်ပျိုးခဲ့ရလေဖြတ်ပါတယ် အနော်ရထားလက်ထက်တုံးကအမှုတော်ထရင်သိဆုံးကမကြမလို့ဖြစ်ခဲ့ရတဲ့မထောင်းတာနမ်မောင်နမကြော်လွတ်တော်မှဒီအပင်တွေပုံမှန်ပြန်ဖြစ်ပါစေဆိုပြီးဒိတ်ထံပြုခဲ့တာပါအဲ့ဒီတုန်းကဆိုရင်မကြီးပင်ထွက်ထွားခြင်းကတည်ရဲ့မကြီးသေးကလက်တစစ်တဲ့ပုံမသေးသလိုပေပင်တွေဆိုရင်လည်းလူတရက်ထက်မကျော်ပါဘူးမကြီးပင်တွေကိုတော့အင်္ဂလိပ်လက်ထက်ကခုံလိုက်လို့မရှိတော့ပါဘူးပေပင်တွေကတော့အခုထိရှိနေသေးပြီးတော့နောက်ပိုင်းမှာဆက်ကြီးထွားလာနေပါတယ် ။အဲဒါကြောင့်မထောင်းတာနတ်မုံနှမလည်းကျွတ်လွတ်ပြီလို့ယူဆရမှာပါ။ဒါပေမဲ့လည်းမိထီလာကံမှာမထောင်းတာနတ်မောင်နှမရဲ့နတ်ကုန်းတွေက ရှိနေစေဖြစ်ပြီးရောဒေတာကံတချို့ကလည်းပူဇော်နေစေပါပဲ။မိထီလာကံကသဘာဝရှိကံမဟုတ်ပဲလူတွေကဖန်တီးထားပါ။ဒါပေမဲ့လေးနဲ့တဲ့သမိုင်းကြောင်းတွေပိုက်ဆိုင်ထားပါတယ်။ဒေတာကံတွေကတော့မိထီလာကံကနှက်ကြီးရဲ့လို့ယုံကြည်ထားကြတာပါမိထီလာကံရဲ့တမိုင်းကမြမတမိုင်းထက်တောင် ပိုစောတယ်ဆိုတဲ့အယူဆတွေလည်းရှိပါတယ်။သမိုင်းမတန်တကူမှာကဘာဦးကာလအာဂါရက်ထာမင်းလက်ထက်ကတည်းကဖန်တီးကဖြစ်ပြီးနောက်ပိုင်းမှာ ကုသမင်းကဆယ်ဖို့ပြုပြင်ခဲ့တယ်လို့ဆိုထားတာပါ။ဂေါရမဖိယရှင်ရဲ့ပေါ်တော့အုစနာမင်းလက်ထက်မှာဒီအေကံကိုပြန်ဆယ်ခဲ့တယ်ဆိုရင်မှတ်တမ်းတွေလည်းတွေ့ခဲ့ရပါသေးတယ်။အဲဒီတုန်းကတော့ကံပတ်လဲမှာရှေရှားပင်ဒီပေါင်နေလို့ရှေရှားကံလို့ခေါ်ခဲ့ကြပါ။အနေဒါမင်းလက်ထက်မှာတော့အကြီးကြီးအပါတစ်ထောင်လောက်က ကန်တော်အနီးမှာနေထိုင်ပြီးတောင်းကျမ်းနေလို့အနွေထားမင်းကခြေတက်နေနေကြရပါသေးရဲ့ဒီချိန်မှာကန်ဆောင်နေမင်းကြီးလေးပါပေါ်လာပြီးတော့အနွေထားမင်းကိုကန်ရဲ့ရာဇဝင်ပြော့ချခဲ့တာပါလက်တွေကမဟာတက္ကရိ138ခုနှစ်ခုနှစ်မှာဝရမဘုရားရှင်ကဒေတာစာရီကြွားချီတော်မူလာပြီးရှိရှားကံမှာရေသက်ပေတော်မူကခဏတည်င်းသုံးခဲ့ကြောင်းပြောခဲ့ပါတယ်ဒီချိန်မှာဘောဂဝတီနန္ဒကားတွေကတည်တည်ဆုံကတ်ခဲ့တာပါ ဘုရားရှင်ကဖုံးပေးတော်မူပြီးနောက်မှာကံရဲ့ရာဇဝင်ကိုဟောပြခဲ့ပါတယ်။ဘုရားရှင်ရဲ့ဘိုးတော်လက်ထက်မှာနန္ဒကားတွေကအနဝတ်တရေရိုင်းကရေတွေကိုကတွင်နဲ့ထည့်သည်လာပြီးရေကန်နဲ့ထွေးအံခဲ့ကြောင်းကိုလည်းဟောခဲ့တာပါ။နောက်ပြီးတော့တရေကန်ကိုအမိပြုတ်ပြီးတဒဝအပေါင်းရှင်သင်ကြိုက်ရမယ်လို့လည်းပြဋိဒိတ်တော်ပေးခဲ့တာပါ။အဲဒီကြောင်းကိုကြားပြီးနောက်အနောယထာမင်းလည်းကံကိုပြင်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။ကံရဲ့အကြံဝန်းကိုသိကြလို့မြင့်တီတော်တအူးကိုပတ်ကြည့်ခိုင်းခဲ့ခြင်းမှာ မင်းတီတော်ကအမောဆိုပြင်ရောက်လာရင်နတ်စင်းဖြစ်သွားခဲ့တာပါဒါအိုတွေရောနှမဖြစ်သူအနော်ရတာမင်းကြီးရဲ့မိဖုရားငယ်တပါလေရှင်ခွဲနာကြပြီးတိတ်ဆုံးသွားခဲ့ပါတယ်ဒီလိုနဲ့မောင်နှမနှစ်ယောက်လည်းမတောင်းတာနဲ့မောင်နှမဖြစ်သွားခဲ့ရတာပါမေဒီလာကန်ကိုဘယင်မင်းမြတ်တွေပဲပြင်ဆင်နိုင်တာဖြစ်ပါတယ်အနော်ရတာမင်းကြီးနောက်ပိုင်းအလောင်းစီသူနရပတိစီသူအင်းဝဘယင်မင်းကြီးစွာစောကိန်းနောင်ရမင်းတရားဘိုးတော်ဖေရား မင်းတောင်မင်းတို့လည်းပြန်ဆက်ဖို့ခဲ့တာပါ။ရှီချာကန်လို့အမည်တွင်တဲ့ဒီရေကန်ကကာလာဝကကန်မင်္ဂလာကန်မေတ္တာကန်လို့လည်းတစ်ချိန်ကခေါ်ခဲ့ကြပါဗျ။အနွယ်တာမင်းလက်ထက်မှာတော့မထီလာကန်လို့အမည်မှတ်ပေးခဲ့ပြီးနောက်ပိုင်းမှာမေတ္တာကန်ဖြစ်လာခဲ့ရတာပါ။မေတ္တာကန်နဲ့ပတ်သက်ပြီးတော့ဒေသကန်တွေယုံကြည်နေကြတဲ့ဖြစ်ရတကူကတော့ကန်ထဲမှာအေယာမရှင်ငရဲ့ကြီးနှကောင်ရှိနေတယ်ဆိုရပါပဲ။တကြိမ်မေတ္တာကန်ရေကြီးတုံးက ။ဒရဲတကောင်လွတ်သွားပြီ။ဒေသခံတချို့ချက်စားခဲ့ကြလို့ဝမ်းပြဝမ်းလျှောဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တာပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာရှင်ငရဲစုံတွေကိုထက်တွေးခဲ့ရတယ်လို့ပြောသူတွေလည်းရှင်းနေကြတာဖြစ်ကြောင်း။ဝေးများလာရင်လည်းဒီဗီဒီယိုလေးကိုဒီကုန်းထုတ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။